အင်ချီဘလောက်ပြိုတာလဲဆိုတော့အင်ချီ150ရဲ့ဆိုတော့အစင်းတင်ကြ150ဆောင်ပူတန်းလိုက်တယ်နောက်မှတိရတာကအမှန်တကယ်ပြိုတာကအင်ချီက100လောက်ပဲပြိုတာစရင်ကိုစရင်ကိုအင်ချီ150ဆိုတော့မှတင်ပြောမှစားလို့အဲ့တတင်းကအခုဟော့နေတာနော်ဒီတောင်လေးလုံးကြီးပါဆိုတာရှိရဲ့အင်းလေးထေတာလည်း၁၀ပိုင်လောက်ဝေးတယ်ဗောလာသမ ्या ကလက်အတင်းသားတာအတင်းသားတာအချိန်နဲ့မောင်းလာလေလက်အတင်းသားတာပြီးကဲအနာကက်လာရှိအင်းအင်းသေးသွားမလားအင်းသေးသွားမလားအော်အင်းအင်းလေးထေတာလိုက်လိုက်မယ်ဘလောက်လဲဆိုတာတော့9000 8000 အမှန်တကယ်ညောင်ချွေအနေဒီဖောင်တို့ဆက်လီက2000လောက်ပဲပါတာဟာအင်သူအင်သားတွေကသကားတန်ဝဲဝဲလေးတွေနဲ့မယုံရဘူးပဲနာမည်ကြီးလာတဲ့ငါတို့အင်းလေးဒေသလဲအခုနာမည်တွေထက်ကြီးနေရတော့ငလေးတန်เจ้าအိမ်နေပြူသွားတယ်အင်းလေးဒေသထဲမှာအဲ့တော့အလူရှင်တွေရောက်လာတယ်ဒီခိုင်နေဝင့်တို့လိုပါတွေပေါ့နော်တကယ်အလူရှင်ကြီးတွေရောက်လာတယ်ရောက်လာပြမဟုတ်ပြီဒီဒေသကိုလူတန်းမယ်အဲ့တော့အင်ချီဘလောက်ပြူတာလဲဆိုတော့ အင်ချီ150ရဲ့ဆိုတော့စင်းတင်ကြတယ်စင်းတင်ကြတော့โอเคအင်ချီ150ဆိုလဲ150ပေါ့ဒီ150ဆောင်ပူတန်းလိုက်တယ်ဒါပေမဲ့နောက်မှတိရတာကအမှန်တကယ်ပြူတာကအင်ချီက100လောက်ပဲပြူတာစင်းရင်းကိုစင်းရင်းကိုအင်ချီ150ဆိုရောမှတင်ပြောမှရိုက်စားလောက်ထားရတယ်လားအဲ့တော့အဲ့ကအဲ့တဲ့ရင်းကအခုဟော့နေတာနော်အဲ့တော့အင်းစုအင်းသားတွေက အရင်တော့လည်းတခါပြောထားပြီးငါကအဲ့တော့လည်းအမုန်းခံပြောထားပြီးလာဆဲခံရတာပဲကိုတွေကတော့အဲ့တော့လည်းအမှန်တကယ်ညောင်ရွှေနဲ့ဖောင်တော်ဦးနဲ့ဆက်လျာပေါက်တာအမှန်တကယ်ပေါက်တာ2000အဲ့တော့ဘောကွာအခုတော့မသိဘူးဒါပေမဲ့ဒီတောင်လေးလုံးကြီးရွာဆိုတာရှိရဲ့အင်းလေးထေတာလည်းစေမံလောက်ဝေးတယ်ပေါ့အဲ့မှာမိန်းလမ်းမကြီးပေါ်မှာအဲ့ရောအဲ့ရဲ့ရွာရှိတာကိုရှိတော့ခါကျတော့ဧည့်သည်တွေအိုက်ကားအနေလာတော့လာသမျှကလက်အတင်းတားတာ အတင်းသားတာအချိန်နဲ့မောင်းလိုက်လေလက်အတင်းသားတာသားလိုက်တော့ဟိုကလည်းပြူးပြပြဘာများဖြစ်ပါလဲဆိုကြွီကြွီနဲ့အဲ့လိုကားရက်ပြီးပြီးကအနာကက်လာမယ် in the in the သွားမလား in the သွားမလားဆိုအဲ့လိုမျိုးအဲ့တော့တချို့တွေဧည့်တယ်ကြတော့လဲအော် in in လေးတွေလာလိုက်လဲမယ်ဘလောက်လဲဆိုတော့9000 8000နဲ့လာအမှန်မဲ့အမှန်တကယ်ပောက်တာကညောင်ရွှေအနေဒီဖောင်တို့ဆက်လေက2000လောက်ပဲပောက်တာဒါပေမဲ့အဲ့လို6000 9000လိုက်တာတချို့ကြတော့မတိဘူးပေါ့ကွာမတိဘူးနဲ့လိုက်သွားတယ်လိုက်သွားခဲ့ကြတော့ မင်းလူစွာကွာမင်းကလည်းဒီပါဇက်ဆိုတာမျိုးကတယောက်နဲ့တယောက်ဆိုတာပြောရင်းဆိုရင်လည်းတည်င်းဆိုတာရတာပဲအမှန်တကယ်ပေါ့တော့2000ပဲဆိုတော့ဟာငါတို့က8000 7000တော့ပေးရတယ်ဆိုပြောမှဟာအင်းသူအင်းသားတွေကသကားတန်ဝဲဝဲလေးတွေနဲ့မယုံရဘူးဆိုတာမျိုးပေါ့ကွာနော် အဲ့လိုမျိုးတွေရောနာမည်ဆိုးကြီးတွေဖြတ်သွားတာပေါ့နော်အဲ့တော့ကလည်းအားတစ်ခါပြောထားပြီးပြီမင်းတို့ပေါ့အဲ့တော့ကလည်းပြောရဲကိုယ်အမောခံပြီးပြောအခုလည်းတစ်ခါအိုက်ဆောက်ကျင်းနေပဲအဲ့လိုတွေမပြောင်းကြဘူးအခုတော့သွားရောလေတနိုင်ငံလုံးအခုနာမည်ကြီးပြီအင်ဂျူအင်သားတွေခိုင်နေဝေးရသွားသွားပြောမှပြန်လေထူထောင်ရေးအတွက်သွားလူတန်းတာအင်ချီဘလောက်ပြက်လဲဆို150တဲ့အမှန်တကယ်ပြက်တာနောက်မှသိရတာတရားစု50စားလောက်လာတယ်ကြက်ကြက်လို့စိတ်ကြက်ကြက်လို့မင်းတို့ငားများပြီးတော့ပဲစားရမယ်တဲ့လားဘယ်ဧည့်တွေမှလာမှာမဟုတ်ဘူးဒီအင်ဒီယာအဲ့လိုတာကြက်ကြက်လုံနေတဲ့လား ဖောင်တော်ဦးဖျားဆိုတာကလည်းဘာသာရေးရငါတို့တွေကဖောင်တော်ဦးဖျားကိုဖူးရှင်းနေဆိုရင်လည်းပုံတော်ကိုကိုွယ်လည်းရတယ်တက်လားအေးကြက်ကြက်လို့เนาะနောက်ကြမင်းတို့တွေငားများပြီးမှရတဲ့ငားပဲရောင်းပြီးမှစားနေရမယ်တက်လားခန်းချင်းဒီစပြီးခန်းချင်းဒီပဲစားနေရမယ်ဘယ်ဧည့်သည်မှလာတော့မှာမဟုတ်ဘူးအဲ့လိုတွေ့မပြောင်းဘူးဆိုရင်တက်လားတစုံတဦးတယောက်တစုတစ်ဖွဲ့ကြောင့်မို့နာမည်ပြည့်ရင်ဒေသတစ်ခုလုံးလူမျိုးတစ်ခုလုံးတက်လားအင်းလေးဒေသအင်းလေးသူအင်းလေးသားဆိုတာမျိုးကြီးอ่ะနာမည်ပြက်တာเนาะသူတို့ဘယ်လောက်ပြောပြောလဲအမှန်မရှိဘူး ကဲဒါကြတော့ခုရက်ပိုင်းမှာရန်ကိုဟော့နေတယ်ပေါ့နော်အင်းလေးဒေတာကဖြစ်စဉ်တစ် ခုပေါ့နော်အော်ဒါကအမှန်တကယ်လားဒါမှမဟုတ်ကောလာဟာလာလာပေါ့နော်ဒါနည်းနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတွေရဲ့အမြင်ကိုလည်း recommend ပေးခဲ့လို့ရပါတယ်ရှင်